ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဘဝကိုတူလို့တန်းခုန်တန်းပလောင်တင်းတွေပြည့်စက်ရတော့မြစ်တဲ့စသည်ပြောပြပါဘူးကိုငိမ့်ချမ်းအောင် မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင် live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာကျွန်တော်ခေါင်းစဉ်ပေးထားတယ်ဝါကိုတူလို့တအန်းခုံဆိုပြီးတော့ဝါကိုတူလို့တအန်းခုံဖားတူလို့ခယူခုံ အိုင်ပြတ်ယုံသာရှိပါရှိပေမပေါ့ဆိုတဲ့ဗမာစကားပုံလိုမျိုးပေါ့ဝါကိုတုလို့တအန်းခုံဆိုပြီးတော့ကျွန်တော်ပြောတာကျွန်တော်တအန်းနေ TNL ရဲဘော်တွေเนาะအကုန်လုံးကိုကျွန်တော်စော်ကားခြင်းလို့ပြောတာမဟုတ်ဘူးအခြေအနေကိုတည်တည်ချာချာသိအောင်ပြောတာပါကျွန်တော်တို့အခုညီနောင်သုံးဘွဲပေါ့ညီနောင်သုံးဘွဲကဝါလို့အရန်လိုချင်တယ်ကွန်ဖက်ဒရိတ်ပေါ့ AA ဆိုလဲကွန်ဖက်ဒရိတ် MNDA ဆိုလဲကွန်ဖက်ဒရိတ် တအမ်းဘလောင်နေလဲကွန်ဖက်ရိတ်လိုချင်ပါပဲသူတို့လိုချင်တာတွေအကုန်လုံးကိုလည်းကျွန်တော်နားလဲတယ်သူတို့တွေအခုလိုမျိုးအင်အားတွေကြီးမားလာအောင်နော်သူတို့လုံနေတယ်ဆိုတဲ့ဟာကိုလည်းတကယ်ကျေစွတင်တယ်တကယ်ချီလက်ချီကျူးတယ်လွန်ခဲ့တဲ့1988ကနေပြီးတော့နော်2000ပြည့်ခင်ကြတဲ့မှာအခုဝကောင်းအိုးတအမ်းဘလောင်ကောင်းဆောင်နေ မိုင်အိုင်ဖုန်းတို့ဆိုလို့ရှိရင်ဒါချင်းမိုင်မှာလာပြီးတော့ဆီယာမပေပါတို့ UA ဆောင်တို့ဒီလိုရှိမှာလာပြီးတော့တို့ချင်းမိုင်မှာရုံကန်နေကြတာကျွန်တော်လူပုဂ္ဂိုလ်အရာလဲကျွန်တော်မြင်ဘူးတဲ့ကြားဘူးတဲ့တွေ့ဘူးတဲ့ခင်လဲခင်ငယ်ဘူးပါတယ်ချင်းမိုင်မှာနေခဲ့ကြတဲ့အချိန်တွေတုန်းကဒါကကျွန်တော်ကြိုပြီးတော့ဒါ intro လောက်တာပါအဲ့တော့အခုကျွန်တော်ပြောပါမယ်ဝတုလို့ခယုခုံဝတုလို့တအန်းခုံအကုန်လုံးပျက်စီးမဲ့ဂိတ် ရောက်လိမ့်မယ်။ဘာဖြစ်လို့ဒီစကားပြောတာလဲဆိုတော့တင့်ချက်ဝရင်းနဲ့တအံပလောင်နေနဲ့အခြေအနေချင်းမတူဘူး။1988နော်ဒီဆရာနာရှင်စနစ်ကိုတော်လန်တဲ့အချိန်မှာအခြေအနေမှာဝရေသမာကကွန်မြူနတီအုပ်ချုပ်နေတာ။ဝရေကိုကွန်မြူနတီကအုပ်ချုပ်နေတာ။ဒေသခံတွေကဝရေ ကွန်မြူနတီကပညာတက်တယ်တော်လှန်ရေးလုပ်တယ်ဆိုပြီးတော့ဝဒေသမှာလာနေတာအခုတန်းပလောင်နေနဲ့ဒီကချင်တို့ရှမ်းတို့ ਨੇ ဖြစ်တဲ့အခါကျတော့မတူတော့ဘူးရှမ်းတွေကလည်းဒေသခံတွေကချင်တွေကလည်းဒေသခံတွေပုံမှန်လေးလေးပြောရင်တန်းပလောင်နေဆိုတာအခုနေတဲ့နေရာမှာတစ်ချိန်လုံးကရှမ်းတွေလက်အောက်မှာနေရတယ်ကချင်တွေလက်အောက်မှာနေရတယ် မတူတဲ့အချိန်နဲ့နှစ်ခုကိုတွက်ပြတာနော်ဝါတွေကဒေသခံတွေကွန်မြူနတီကဝါတွေကိုလာပြီးတော့အုပ်ချုပ်နေတာခင်ဗျားတို့ပြောနေတဲ့ဦးသန်းစိုးနိုင်တို့ဦးဝေးမောင်ကျော်တို့ဒေါ်လာကျော်စောတို့ဟိုဗိုလ်ချုပ်ကျော်စောတို့သခင်ပါသိန်းတွေတို့ဆိုတာမြေပြန့်ကနေ လာပြီးတော့ဝါတွေသားမှာအခြေကျတာခင်ဗျားတို့အခုတန်းပလောင်ဒေသမှာရှိနေတဲ့လူတွေဆိုတာအဲ့ဒီအချိန်တုန်းကပုံမလင်းလင်းပြောရင်ခင်ဗျားတို့အခုရှမ်းပြည်မြောက်ပိုင်းကုတ်ခိုင်တို့ဘာလို့ပြောနေတယ်ဆိုလို့ရှိလို့ရှိရင် ်ချင်နေရတစ်ချိန်လုံးအုပ်ချုပ်ထားတာဦးမထူနော်တို့နောက်ဟိုဒီအတီဦးတီခွန်မြတ်တို့ဒီလိုလူတွေကအုပ်ချုပ်ထားတာနောက်ရှမ်းမှာဆိုလို့ရှိရင်ရှမ်းမြောက်ပိုင်းကလူတွေကအုပ်ချုပ်ထားတာဒီတော့တန်းပလောင်နေအနေနဲ့ကအခြေအနေတွေကိုတည်တည်ချာချာသိဖို့လိုတယ်ဝါတွေလောက်တိုင်းငါတို့လိုက်လို့လို့မရဘူးဝါတွေကမြေပြန်းကကွန်မြူနီခေါင်းဆောင်တွေကိုသူမောင်းထုတ်လိုက်တယ်ဆိုလို့ရှိရင်ကွန်မြူနီခေါင်းဆောင်တွေကဒေါ်လာကျော်စောတို့ဆိုတရုတ်ပြည်တဲကိုသွားတယ် နော်ဥဝေမောင်ကျော်တို့ဥတန်းစိုးနိုင်တို့ဟိုလူတွေဆိုလို့ရှိရင်မြေပြန့်ကိုပြန်လာတယ်အထီးခါကြလို့ရှိရင်ဝရေသမှာဝရေကြီးပဲရှိတာတအန်းပလောင် နေအနေနဲ့ကြတော့အဲ့ဒီဒေသခံကချင်တွေကိုဘယ်ဟိုမောင်းထုံမလဲဒေသခံရှမ်းတွေကိုဘယ်ဟိုမောင်းထုံမလဲ ဒီတော့တဟန်းပလောင်နေအနေနဲ့ကတေးသေးချာချာစဉ်းစားဖို့လိုတယ်နော်ငါဘာလုံနေတယ်လဲဆိုတဲ့ဟာဝါကိုလိုက်ပြီးတော့မတူနဲ့ဝါကွန်ဖက်ဒရိတ်တောင်းနိုင်ငါတို့ဝါကွန်ဖက်ဒရိတ်ယူတိုင်းငါတို့ကကွန်ဖက်ဒရိတ်ယူလို့ရမလားဆိုတဲ့အနေအထားကိုကိုဖသာကိုစဉ်းစားကြည့်နော်ခမားတို့တန်းပလောင်နေတစ်ချိန်လုံးနေရတာခမားတို့ကတော့ပြောမှာပေါ့ဗျာငါတို့ကိုကချင်နေရနှိမ့်နေငါတို့ကိုရှမ်းနေရနှိမ့်နေခမားတို့ရဲ့ခံစားချက်တွေအကုန်လုံးကိုလည်းကျွန်တော်နားလည်ပြီးတယ် ခင်ဗျားတို့အဲ့လိုမခံရင်စိတ်တွေနဲ့ခင်ဗျားတို့ကြိုးစားတဲ့အတွက်အခုလိုတအံပလောင်ဆိုတဲ့တက်ကြီးတွေကြီးလာတယ်အင်အားတွေများလာတယ်ဒါပေမဲ့အခြေခံအခြေအနေတွေကမတူဘူးနော်အခြေခံအခြေအနေတွေကမတူဘူးခင်ဗျားတို့တအံပလောင်တွေ MNDAA တွေနော် AA တို့ဟာအစခင်ဗျားတို့မှာပယံဇာတတွေကိုထိမ့်ချုပ်နိုင်တဲ့အင်အားတစ်ချိန်လုံးရှိခဲ့တာမဟုတ်ဘူးခင်ဗျားတို့အင်အားကောင်းအောင်ဘာတွေလုပ်ခဲ့သလဲ ဘလို့ယက်တီခဲ့တယ်လဲခမားတို့ကခမားတို့သိတယ်ကျွန်တော်တို့ဒေါ်လာရဲ့အဖွဲ့အစည်းတွေသိတယ်ဒီခါမှာဟာဒီလူကတော့ဒီဟာမကောင်းတာလုပ်ပြီးပတ်စံရှာတယ်ဟဲ့ဒီဟာကတော့ဒီလိုလုပ်ပြီးပတ်စံရှာတယ်ဟဲ့ဒါကျွန်တော်အဲ့ဒီဟာတွေကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးခမားတို့လူမျိုးတွေမြင့်မြတ်ဖို့အတွက်ခမားတို့လူမျိုးတွေတိုးတက်ဖို့အတွက်ခမားတို့လုပ်နေတာမှန်တယ်သို့တော့အခြေအနေတွေမတူတဲ့ကိစ္စဝါတွေကွန်ဖက်ဒရိတ်တောင်းတိုင်းငါတို့တောင်းလို့ရမလား ရခိုင်နေကွန်ဖက်ဒရိတ်တောင်းတိုင်းငါတို့တောင်းလို့ရမလားကိုးကန့်နေရကျင်နိုင်ရတဲ့အခွင့်အရေးတိုင်းငါတို့ရနိုင်မလားငါတို့မရရင်ငါတို့ကတနက်ကင်ပြီးချမယ်ငါတို့အင်အားကြီးငါတို့လှုပ်လို့ရတယ်ဆိုပြီးတော့ခင်ဗျားတို့ထင်ကျင်တိုင်းထင်လို့မရဘူးဘာဖြစ်လို့လဲအဲ့ဒီဒေတာမှာကချင်းတွေကဒေတာကန်နေရှမ်းတွေကဒေတာကန်နေခင်ဗျားတို့လည်းဒေတာကန်နေ ဒီလိုအခြေအနေမျိုးကိုတည်တည်ချာချာတွက်ဖို့လိုတယ်နော်ခေါင်းဆောင်တွေရောအောက်ခြေမှာရှိနေတဲ့ရဲဘော်တွေရောဟိုကျွန်တော်ကချင်ခေါင်းဆောင်တွေပြောသလို substate တို့ barstate တို့ကျွန်တော်တမိုင်းတွေပထဝီတွေအခြေခံတွေကိုလှန်ပြီးပြောတာမဟုတ်ဘူးအခြေအနေမတူတဲ့ကိစ္စကိုပြောတာအခြေအနေမတူညီတဲ့ကိစ္စကိုပြောတာအခုတကယ်တကယ်တမ်းဖြစ်တဲ့ပြဿနာတွေကိုတည်တည်ချာချာတွက်ကြည့်မယ်ဆိုလို့ရှိရင်နတ်ဖတ်နတ်ဖတ်ခါနတ်ဖတ်ခါအနေပြီးတော့အခြေခံတွေပြောရမှာပေါ့ နဖက်ခါဘလို့အခြေခံလဲဆိုတော့ဒီရှမ်းပြည်မြောက်ပိုင်းမှာအကုန်လုံးသွားရေးလာရေးနော်ဂိတ်တွေပါတွေအကုန်လုံးဖြစ်နေတဲ့ကိစ္စသည်နဖက်ခါအဲ့နဖက်ခါကိုဘသူကကင်ထားလဲဆိုတော့ KIA ကကင်ထားတယ် KIA ကကင်ထားတဲ့အခါမှာဒီကုံတဲရောင်းဝယ်ရေးတွေပါတွေကအစပေါ့ဗျာတကယ်တကယ်တမ်းကျတော့ကားတန်းတွေသွားနေတဲ့ကိစ္စသိပ်ပြဿနာမရှိပါဘူးတကယ်အထူးကဝင်ငွေရတဲ့ကိစ္စတွေအကုန်လုံးမှာ KIA ချုပ်ထားတယ်လို့ဖြစ် ဒါ KI ကိုလည်းကျွန်တော်အပြင်ပြောဦး KI မှာလည်းသူ့ပြဿနာနဲ့သူရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ KI ကြတော့သူတမျိုးသားလုံးအရင်နဲ့ဆိုင်တယ်ဟာငါတို့ကငါတို့မွေးဆေးဝါးရောင်းညင်တိုင်းရောင်းမယ်ငါတို့ကငါတို့မွေးဆေးဝါးတဲကျင်တိုင်းတဲမယ်ငါတို့ကငါတို့တရုတ်ပြည်ကနေပြီးတော့ acid တွေ phantano တွေဘာတွေပေါ့အကုန်ယူကျင်တိုင်းယူမယ်ဆိုပေမဲ့ KI ကသူခံထားရတာရှိတယ်ပတ်ကြည်ဆန်ဆိုတဲ့အဖွဲ့ KI မှာရှိတဲ့အခုကချင်တွေအကုန်လုံးပတ်ကြည်ဆန်ဆိုတာသိတယ် ကချင်အိမ်တိုင်းမှာအကုန်ဘိန်းစားတွေဖြစ်ကုန်တယ်။မင်းတို့ကမင်းတို့ရောင်းချင်တိုင်းရောင်းမယ်၊လှုပ်ချင်တိုင်းလှုပ်မယ်၊ငါတို့ကငါတို့ရံမုံငွေရှာမယ်၊ရှာချင်တိုင်းရှာမယ်ဆိုတိုင်း KIA ကခွင့်ပြုလို့မရဘူး။ KIA ကတမျိုးသားလုံးသူကချင်တမျိုးသားလုံးမှာကတော့ပါရဲ့အကုန်ဘိန်းစားဖြစ်သွားတဲ့ဟာကို KIA ကစစ်တပ်ခက်မှာတည်တည်ချာချာခံထားရတာ။ဒါမျိုးတွေရှိတယ်။အဲ့တော့ TNL အခုတိုးတက်ကြီးပွားပြီးတော့အင်အားတွေကြီးလာတယ်ပြုတ်လာတယ်ဆိုတဲ့ဟာကိုကျွန်တော်နားလဲတယ် ဒါပေမဲ့ဝါကိုသွားတုတ်လို့မရဘူးဝါတွေကဗမာပြည်ကွန်မြူနစ်ပါတီကိုသူမောင်းထုတ်လိုက်တယ်မင်းတို့ဗမာပြည်ကွန်မြူနစ်ပါတီကအုပ်ချုပ်နေတဲ့လူတွေရဲဘော်တွေရအဆပေါ့မင်းတို့ကမင်းတို့သွားချင်တဲ့နေရာသွားလှုပ်ချင်တဲ့နေရာလှုပ်ဒါတော့မှနော်ကျွန်တော်ပြောပြမယ်ဝါတွေဟာဗမာပြည်ကွန်မြူနစ်ပါတီကိုပုံကန်နေဝါတွေကဗမာပြည်ကွန်မြူနစ်ပါတီကိုမောင်းထုတ်တော့မှကိုထိလက်ရောက်စော်ကားတာတွေမရှိဘူးနော်ရိုက်တာနှက်တာတွေမရှိဘူးနော်ဒုက္ခပေးတာတွေမရှိဘူးနော် တရားနယ်လေအနေနဲ့ကတိတ်တိတ်ချာချာစဉ်းစားဖို့လိုတယ်နော်ခမရတို့ကခမရတို့ MNDA နဲ့မဟာမိတ်ပြောပြော AA နဲ့မဟာမိတ်ပြောပြောတစ်ချိန်ကြလို့ရှိလို့ရှိရင်သူလန်းသူသွားမှာနော်တစ်ချိန်ကြလို့ရှိရင်သူလန်းသူသွားမှာနော်ဒီတော့ကျွန်တော်ကတရားနယ်လေကိုပြောချင်တာခမရတို့အနေနဲ့ခမရတို့ဒေတာခမရတို့လိုချင်တယ်ဆိုတော့မှငါတို့အခြေအနေဟာဝမ်းနဲ့မတူဘူးကိုကန့်နေ သူတို့ကသူတို့အုတ်ချုပ်ရဲ့ဘလောက်ကောင်းတယ်ပြောပြောမပြောပြောဒီလာရှိုးမှာသူတို့ကိုမကြိုက်တဲ့ပြည်သူတွေရှိလာတယ်အနေနဲ့များဆိုသလိုသူတို့ကိုမကြိုက်တဲ့ပြည်သူတွေရှိတယ်ဒါပေမဲ့ MNDAA ဟာဒီဘယ်လိုပြောမလဲဆိုတော့ရိုက်တာနှက်တာအနိုင်ကျင့်တာပြည်သူတွေကြောက်အောင်လန့်အောင်မဟာမိတ်တွေကိစ္စမှာ MNDAA ကမဟုတ်တာလို့တောင်မှလူသိအောင်မလုပ်ဘူး MNDA က PDF တွေကိုမောင်းထုတ်ဝင်မောင်းထုတ်လိုက်မယ်ဒါပေမဲ့အဲ့လိုမျိုးရိုက်တာနှက်တာအထမ်းမျိုးတွေလောက်တာမဟုတ်ဘူးအဲ့တော့ TNL ရခေါင်းဆောင်တွေတည်တည်ချာချာစဉ်းစားဖို့လိုတယ်ငါတို့ခေါင်းဆောင်တွေရဲ့ policy တော့မဟုတ်ဘူးအောက်ခြေရဖြစ်တာပါအောက်ခြေရဖြစ်တာပါဒီလိုမျိုးတစ်ချိန်လုံးပြောနေလို့မရဘူးခမရိုးအခြေအနေကိုကျွန်တော်နားလဲတယ်ခမရိုးမှာမခံကျင်စိတ်တွေရှိတယ်စီလူမှုခရီးရဲ့တတိယရတယ်ခမရိုးမှာမခံကျင်စိတ်တွေရှိတယ် ခမရိုးတစ်ချိန်လုံးပေါ့ကချင်ကနှိမ်နေဟာရှမ်းနေကနှိမ်နေဟိုလူမျိုးကနှိမ်နေဒီလူမျိုးကနှိမ်နေဆိုပြီးတော့ခမရိုးမှာဘလို့ပြောမှဆိုမကျေနပ်ချက်တွေရှိတယ်နားလေတယ်ဒါပေမဲ့ခမရိုးမကျေနပ်တိုင်းလှုပ်ချင်တိုင်းရှောက်လုံးလို့မရဘူးမကျေနပ်တိုင်းစခန်းနေဝင်သိမ်းချင်တိုင်းဝင်သိမ်းလို့မရဘူးမကျေနပ်တိုင်းမဟာမိတ်တွေကိုဖမ်းချင်တိုင်းဖမ်းလို့မရဘူးဒီတော့ကျွန်တော်ပြောချင်တာဝါကိုတူပြီးတော့တအန်းနေမခုံနဲ့ ဝါကိုတူပြီးတန်းနေမခုံနဲ့ဝါရီကွန်မြူနတီကိုနှင်ထုတ်တဲ့အချိန်မှာသူ့နေရာသူ့ဒေသကိုသူကသူရှိပြီးသားဝါရီအင်အားကောင်းအောင်အရန်လှုပ်လာပြီးတော့မှနော်သူသိမ်းနေပြုတယ်ဆိုတော့မှမဟာမိတ်တွေနဲ့အဖေးယူတွေလှုပ်ပြီးမှဝါရီသိမ်းတာဒါတော့မှသူ့မှာစီကန်းရှိတယ်အရှည်ချမ်းအနောက်ချမ်းဆိုပြီးတော့ဝါရီကစီးနေကန်းနဲ့လှုပ်နေတာအခုတန်းဘလောင်နေလှုပ်နေတဲ့ပုံစံဟိုးဘယ်လိုပြောမလဲ ။အိုကြက်အိုကျမကြီးရကျဖကြီးကိုနိုင်ကျဖကြီးရကျမကြီးရကျက်ကလေးကိုနိုင်ဆိုတဲ့ပုံစံမျိုးပေါ့။ခမားတို့အင်အားကောင်းနေဆိုတာဘလောက်ကောင်းမှလဲ။တိချက်ခမားတို့အခုပိုင်ထားတဲ့နေရာတွေဒေသတွေဥပမာခမားတို့အခုမိုးကုတ်ကိုထိမ့်ချုပ်ထားတယ်။မိုးကုတ်မှာရှိတဲ့ပြည်သူလူထုခမားတို့နဲ့အဆင်ပြေနေဖို့အရေးကြီးတယ်။မိုးကုတ်မှာခမားတို့တအံပလောင်တမျိုးတည်းနေတာမဟုတ်ဘူး။ကုတ်ခိုင် ခမရတို့ထိန်းထားတယ်ပြောတယ်ခမရတို့ထိန်းထားတယ်ခမရတို့ကင်ထားတဲ့ဟာကို KIA ကမဟာမိတ်ဆိုပြီးခမရတို့ကိုအနိုင်ကျင့်တာလည်းမရှိဝေချုပ်တာလည်းမရှိဘူးဒီတော့ပြဿနာကခမရတို့ကတစ်ချိန်လုံးနေမရှိမြေမရှိနဲ့သူများအမိခိုအောက်မှာနေပြီးတော့အခုကြတော့မှငါတို့အင်အားကြီးတယ်ဆိုပြီးလှုပ်ချင်တိုင်းလှုပ်လို့ရှိရင်ကျွန်တော်ပြောသလိုပေါ့ဖားတုလို့ခယုခုံခမရတို့အကုန်ကုန်မှာအဲ့ဒီလို့ခမရတို့အကုန်ကုန်ုံနေမဟုတ်ဘူး ကျွန်တော်တို့ကအခုဆေးရနာရှင်နဲ့တိုက်နေရတာဆေးရနာရှင်ကပျော်တာပေါ့အဓိကခမရတို့ဘာတွေလုံနေလဲဒီနတ်ဖက်ခါကပွင့်ပွင့်လင်းလင်းပြောရင်ကချင်တွေနတ်ဖက်ခါကိုကင်ထားတဲ့ဟာကိုပွင့်ပွင့်လင်းလင်းပြောကျွန်တော်တို့စီရေးအရာပဲဖြစ်ဖြစ်စီးပွားရေးအရာပဲဖြစ်ဖြစ်ခမရတို့တအန်းပလောင်တွေလည်းမလိုချင်ဘူး MNDA တွေလည်းမလိုချင်ဘူးရွတ်ဆက်ကလည်းမလိုချင်ဘူး ရှမ်းပြည်တောင်ပိုင်းကလည်းမလို့ချင်ဘူးရှမ်းပြည်ဟိုဘယ်လိုပြောမလဲဒီနေရာကတရုတ်ကနေပြီးတော့အဆစ်တွေရောက်လာမယ်ကျွန်တော်ပြောသလိုပေါ့ကချင်မှာလည်းကချင်အနေနဲ့ကအခက်ခဲတွေအများကြီးရှိတယ်ကချင်တိုင်းရင်းကချင်အိမ်တိုင်းမှာဗိန်းစားမရှိတဲ့အိမ်ဆိုတာမရှိသလိုမျိုးနဲ့ကချင်မျိုးနွယ်စုကြီးတစ်ခုလုံးပြောက်မဲ့နီးနီးကိုကချင်တွေကမွေးစေဝါဒံကိုတည်တည်ချာချာခံခဲ့ရတယ်နော် တန်းပလောင်နေအနေနဲ့လေခါငါတို့ကတော့ဘိန်းကြီးနေဖြတ်တယ်လို့ပါလို့ရှောက်ပြီးခင်ဗျားတို့ရှောက်ပြောမနေနဲ့အကုန်လုံးဒီလိုမျိုးဖြစ်ဖို့အတွက်ဆိုတဲ့ကိစ္စလွယ်တဲ့ကိစ္စမဟုတ်ဘူး MNDAA လက်ဖက်ချောက်ရောင်းနေဆိုပြီးရှောက်ပြောမနေနဲ့ကျွန်တော်ပြောချင်တဲ့ဟာကခင်ဗျားတို့ဟိုကချင်တွေကတော့ဘိန်းမရောက်အောင်ပေါ့ဗျာသူ့မှာကြောက်စိမ့်နှင်းချီတာကိုကချင်ကဘိန်းရောင်းနေရမလို့သူ့မှာကြောက်စိမ့်နှင်းကြောက်ဟိုကြောက်စိမ့်နှင်းနေရှိတယ်ရွှေတွေရှိတယ်ဗားတွေရှိတယ်တယံဇာတရှိတော့တယံဇာတရောက်ပြီသူတနောက်ဝယ်တာပေါ့ ခမရတို့မှာဘာမှမရှိတဲ့အခါခမရတို့ရအောင်လုပ်ပြီးတော့လုပ်တာပေါ့နားလည်ပြီးတယ်ကျွန်တော်ပြောတာသို့တော့ခမရတို့ကိုယ်တိုင်လည်းတည်တည်ချာချာသိဖို့လို့ခမရတို့ကအခုအချိန်နေမှာပုပွေလေးလေးပြောရင်တဲ့ချက်ပြည်သူလူထုကိုယ်ကိုချစ်ခင်အောင်နေရမယ်တာဝန်မဟာမိတ်တွေနဲ့တဲ့အောင်နေရမယ်တာဝန်ဒါကတော့ခေါင်းဆောင်တွေအပေါ်မှာပဲမူတည်တယ်အောက်ချိန်အောက်ချိန်ဆိုပြီးတော့တစ်ချိန်လုံးပြောနေလို့မရဘူး ခမရတို့ဒီနှစ်ဖွဲ့ထဲမှာတောင်မှခမရတို့သေချာကြည့်ရခိုင်လဲခမရတို့သုံးဖွဲ့ပေါ့ဗျာရခိုင်လဲခမရတို့နဲ့အတူတူပဲသို့တော့အခုရခိုင်ကမဟာမိတ်တွေနဲ့မတည့်တည့်အောင်ပေါင်းရတယ်ဘာဖြစ်လို့လဲရခိုင်ရဲ့နောက်ကျောမှာရန်သူရှိတယ်ရရခိုင်နေသိတယ်ရခိုင်ရဲ့နောက်ကျောမှာရန်သူရှိတယ်ဆိုပြီးရခိုင်တွေတွေ့တဲ့အခါရခိုင်တွေအကုန်လုံးမဟာမိတ်နဲ့တည့်အောင်ပေါင်းတယ် ီတော့တန်းဘလောင်တွေတေချာစဉ်းစားဖို့လိုတယ်ခမားတို့ကိုကျွန်တော်တကယ်လေးစားတယ်နော်ဘာမှ၂ရောက်၃ရောက်ထဲကကတော့ပါပဲပို့ပြီးနေလို့ပြော၂ရောက်၃ရောက်ရှိတဲ့ထဲကနေပြီးတော့ခမားတို့တွေဒီလုံမျိုးအင်းအား၃၄000ရှိအောင်เนาะခမားတို့သူများတွေ၃၄000ပြောရင်ဗျာကျွန်တော်၃၄သိန်းအောင်ပေးတယ်ခမားတို့ဖြစ်အောင်လုပ်တဲ့ကိစ္စသို့တော့ခမားတို့နေတဲ့နေမြေတွေအကုန်လုံးကကုတ်ခါတန်းပလောင်နဲ့တခြားလူမျိုးစုနဲ့ဘယ်ဟာပိုများလဲကိုယ့်အကူစဉ်းစားကြည့် ခမားတို့ချက်အောင်နေရင်တော့မှခမားတို့ကိုမကြိုက်တဲ့လူဟာရှိသေးတယ်နောက်တစ်ချက်ကအဲ့တန်းဘလောက်မှာကုတ်ခိုက်မှာရှိနေတဲ့ဦးတိခွန်မြတ်တို့ဒါပြည်သူ့စစ်အဖွဲ့ပဲဖြစ်ဖြစ်နော်ဒီဟိုကောင်းခဘက်မှာရှိတဲ့အဖွဲ့တွေပဲဖြစ်ဖြစ်အဲ့ဒီအဖွဲ့တွေအကုန်လုံးကလည်းပြုတ်ပြလေးလေးပြောခမားတို့ဘယ်နေရာမောင်းထုတ်မလဲကွန်မြူနတီလို့မောင်းထုတ်လို့မရဘူးနော်ကွန်မြူနတီလို့ခမားတို့မောင်းထုတ်လို့မရဘူးနော်ဝါရီလောက်တယ်လို့ဝါရီက community ကိုမောင်းထုတ်လိုက်တယ်မင်းတို့ဒိုးပြီတော့ငါတို့အာနာသိမ့်တယ် ခမရတို့တန်းပလောင်ခမရတို့ဘယ်နေရာအာနာသိမ့်မှလဲအဲ့မှာကချင်ရငကိုတဲရရှိခဲ့တာရှမ်းနေရငကိုတဲရရှိခဲ့တာဒီကြားထဲမှာမှခမရတို့ ਨੇ အတူတူတွဲတိုက်တဲ့ PDF တွေကိုခမရတို့ဒီလိုမျိုးတွေလောက်တာ ပြုတ်တာတွေဖြစ်လာတဲ့အခါကြားလာလို့ရှိရင်ခမရတို့ဘလို့ပြောမလဲဆိုတော့အခိုက်အတန့်ရလိမ့်မယ်အခိုက်အတန့်ရလိမ့်မယ် အကုန်လုံးကဆေယနာရှင်ကိုတိုက်နေတယ်တိုက်နေတယ်တိုက်နေတယ်ဆိုတဲ့အခါအခိုက်အတန့်ရလိမ့်မယ်ဒါအခုခမားတို့ကပြောနေတာနော်အာကချင်းကချင်းကချင်းဒါကချင်းကိုကျွန်တော်တို့ကကချင်းဘက်ကလိုက်ပြောနေရလဲမဟုတ်ဘူးကချင်းကချင်းမလုံးနဲ့ကချင်းနေမဟာမိတ်တွေနဲ့အခုအဆင်ပြေအောင်နေတယ်ကချင်းထဲမှာလဲမဟာမိတ်နဲ့ပြေတယ်ဆိုပေမဲ့ဟိုကောင်းတဲ့လူရှိသလိုမကောင်းတဲ့လူလည်းရှိတာပေါ့ဗျာ ငါတို့တန်အန်းဘလောက်ထဲမှာလဲကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိတယ်ဆိုပေမဲ့ခင်ဗျားတို့အခုလောက်တာတော်ကြကြလို့ရှိရင်ကြောင်းတွေမှာတန်အန်းတန်အန်းဘလောက်စာမတင်ရလို့ရှိလို့ရှိရင်ဒီကြောင်းတွေပိတ်မယ်ခင်ဗျားတို့လုတ်ပြန်အောင်ဒါကျွန်တော်အခုပြောနေတာမဟာမိတ်တွေမှာပြောတာမဟုတ်ဘူးနော်တန်အန်းဘလောက်စစ်သားတွေကဟာဒီမှာမင်းတို့ဗမာကြောင်းဆိုလဲပိတ်မယ်အကြောင်းမတည့်ရဘူးလုတ်ခင်ဗျားတို့တည်တည်ချာချာစဉ်းစားပေါ့တည်တည်ချာချာစဉ်းစား ဝါကိုလိုက်မတူနဲ့ကျွန်တော်ပြောတာရှင်းရှင်းလေးရဲ့ဝါကသူ့နယ်မြေမှာသူနေတယ်သူ့ကိုလာအုပ်ချုပ်တဲ့လူကိုသူမောင်းထုတ်လို့ရတယ်အဲ့ဒီလူတွေအကုန်လုံးကဗမာပြည်ကလာတာအခုလဲ MNDAA ကတရုတ်ကဖိအားပေးတယ်ဆို PDF တွေမနေရဘူးဆို PDF တွေကိုမောင်းထုတ်လို့ရတယ် PDF တွေအခု MNDAA မှာဟို uniform ကပြောင်းပြောင်းရင်ပြောင်းမယ်လေ MNDAA ကနေပြီးတော့မင်းတို့ PDF တွေပေါ့ ကုန်မောင်းထုတ်လိုက်ဆိုမောင်းထုတ် PDF တွေထွက်ပေးရတာပဲနားလေခင်ဗျားတို့တန်အန်းဘလောင်နေရှမ်းလက်နက်ကရင်ဖွဲ့တယ်ခင်ဗျားတို့ဘလို့မောင်းထုတ်မလဲဦးတီခွန်မြတ်တို့ဆိုတာခင်ဗျားတို့တန်အန်းဘလောင်နေမရှိခင်နေရဦးတီခွန်မြတ်တို့ကအောင်မစော်ပွားမျိုးနဲ့တောက်လျှောက်ရှိနေတာဦးတီခွန်မြတ်တို့ဘလို့မောင်းထုတ်မလဲအဲ့ဒါကချင်မျိုးနွယ်တွေဒီတော့တန်အန်းဘလောင်နေတေချာစဉ်းစားနော် ခင်ဗျားတို့မြို့အစ်စ်တီမယ်ဆိုရင်တီလိုက်ကျွန်တော်ပြောတာခင်ဗျားတို့နေခဲ့တဲ့တောင်တွေတောတွေတောင်တွေရှိတဲ့ဟာမှာနေပြီးတော်လိုမျိုးကြီးပေါ့အဲ့လိုမျိုးလုံလုံမယ်ဆိုလုံလိုက်အဲ့ဒီလိုမဟုတ်ရင်လူမျိုးပေါင်းစုံနေတဲ့နေရာလူမျိုးပေါင်းစုံနေတဲ့မြို့တွေမှာခင်ဗျားတို့ပြည်သူလူထုချက်အောင် နေဖို့အရေးကြီးတယ်ပြည်သူလူထုနဲ့မဟာမိတ်ကြီးနဲ့အဆင်ပြေအောင်နေဖို့အရေးကြီးတယ်အဲ့တော့ပြောတာလဲကြာပါပြီခင်ဗျားတို့လည်းကိုယ့်အခြေအနေတွေလည်းကိုသိမှာပေါ့သူများတွေလို့လည်းခင်ဗျားခင်ဗျားတို့ကိုကျွန်တော်တို့အပြစ်ပြောတာမဟုတ်ဘူး ဟာကချင်တွေကတယံဇာတရှိလို့တယံဇာတရောင်းပြီးတော့သူ့တက်ကြီးကိုထောင်တယ်ငါတို့ကဘာမှမရှိလို့ရှိမရှိရှိတဲ့ဟာရှာပြီးတော့ငါတို့ကလုပ်တယ်နားလည်ပြီးတယ်ဒါပေမဲ့ကချင်တွေဘက်ကအကြောက်တရားကိုလည်းသေသေးချာချာစဉ်းစားဖို့လိုတယ်ခင်ဗျားတို့ကခင်ဗျားတို့မွေးစပါအကုန်ရောင်းတယ်โอเคပြဿနာမရှိဘူးဒါပေမဲ့ကချင်တွေမှာစစ်တပ်ကလုံးလို့လဲကချင်အကုန်လုံးကဘိန်းစားတွေဖြစ်သွားတယ်ကချင်အိမ်တိုင်းမှာကချင်ကချင်ကချင်အိမ်တိုင်းမှာဘိန်းစားရှိတဲ့အိမ်ကြီးပဲ ဒီတော့ကချင်တွေကမွေးရေးဆေးဝါးကိုတအားကြောက်တယ်ကချင်တွေမှာကအကြောက်တရားတွေဖြစ်နေမွေးရေးဆေးဝါးလည်းကြောက်ရတော့ကြာကြားပြန်လည်းကြောက်ရဒါပေမဲ့ကချင်တွေအခုချိန်ထိလက်လွန်ခြေလွန်တုံ့ပြန်တာဘာတစ်ခုမှမရှိသေးဘူးအဲ့လိုမဖြစ်တဲ့အချိန်မှာ TNL တန်းပလောင်နေအနေနဲ့တည်တည်ချာချာစဉ်းစားဟာဝါတွေက confederate လိုတိုင်းငါတို့က confederate ယူမယ်ခမတို့လုံးလို့မရဘူး ရခိုင်နဲ့ခမရတို့နဲ့မတူဘူးရခိုင်ရဲ့ confederate လိုချင်တယ်ဆိုသူ့ဒေသမှာသူလုပ်လို့ရတယ်ရခိုင်တခုတမျိုးတည်းပဲနေတာလေခမရတို့ကဘလို့သွားလုပ်မလဲခမရတို့တစ်ချိန်လုံးသူများလက်အောက်မှာနေလာရတဲ့အနေအထားခမရတို့မှာဟိုကိုရွာကိုပိုင်နေဟာခမရတို့ကျွန်တော်ပြောတာရှင်းရှင်းလေးရဲ့ခမရတို့အနေနဲ့ခမရတို့ပိုင်နေတောင်နေတောတွေကိုခမရတို့ကခမရတို့နေပြီးတော့လို့မြို့သစ်လုပ်ပြီးတော့ငါတို့တအားပလောက်ဆိုပြီးတော့လုံနိုင်ရင်လုံအဲ့လိုမလုံနိုင်ဘူးဆိုရင် ပြည်သူလူထုနဲ့ချစ်ခင်အောင်နေမဟာမိတ်တွေနဲ့တင်းတင်းအောင်နေဒီလောက်ပြောရင်းနဲ့ပဲဝါတူလို့ရတော့ဝါတူပြီးတအန်းခုံလို့တော့မရဘူးတအန်းနေသေးသေးချာချာစဉ်းစားပါတအန်းနေသေးသေးချာချာတွဲခေါ်ပါတအန်းနေသေးသေးချာချာအမျော်အမြင်ကြီးပါတအန်းနေမဟာမိတ်တွေနဲ့ပြည့်လည်အောင်နေပါတန်းနေဆရာနာရှင်ကိုပို့ပြီးတော့တိုက်နိုင်ပါစေဆူတောင်းရင်လည်းကျွန်တော်ဒီ live ကိုဒီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပြောတာဆိုတာတန်းပလောင်လေးအပေါ်မှာเนาะဟို နှိမ်တယ်လို့ပြုတ်တယ်လို့ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တောင်းပန်ပါတယ်တန်းပလောင်လေးအပေါ်မှာလည်းကျွန်တော်တကယ်ချီးကျူးပါတယ်အောက်ခြေရနေပြီးတော့ဒီလိုတက်လာတဲ့ဟာအလုံးပဲချစ်ချစ်ခင်ခင်နဲ့ဆေးရနာရှင်စနစ်ကိုဆက်ပြီးတော့တိုက်နိုင်ကြပါစေပြောရရင်